စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့အခုကျွန်တော်ပြောမယ့် AI နည်းပညာကိုတေချာမတိထားဘူးဆိုရင်တခြားလုပ်ငန်းတွေထက်ကိုကနောက်ကောက်ကျန်ခဲ့နိုင်တယ် Facebook YouTube TikTok ဒီလိုမျိုး social media application တွေပေါ်လာတာဆယ်စုနှစ်တစ်ခုထက်ပိုပြီးတော့ကြာလာခဲ့ပြီ Facebook စစပေါ်ခြင်းတော့ဆိုရင်ကျွန်တော်အတိအထဲကတချို့လူကြီးတွေက Facebook တုံးနေဆိုတာကနင်တို့လင်ရှာဖို့မရရှာဖို့ဖုန်ချောင်ဖို့တက်တက်လောက်ပဲအသုံးပြုနေကြတာဆိုပြီးတော့ ချိုးချိုးနဲ့နေတော့ပြောခဲ့တာရှိတယ်အခု10စုနှစ်တခုကြော်လာတဲ့အချိန်မှာ Facebook ကိုအသုံးပြုပြီးတော့ကျွန်တော်မြန်မာပြည်တွင်းမှာတဲကိုပဲတိမ်ပေါင်းထောင်နဲ့ချီပြီးတော့တောင်းနဲ့ချီပြီးတော့ရှာနိုင်တဲ့လူတွေရှိလာပြီကဘာမှာဆိုရင်လည်းပဲဒီ Facebook Social Media တွေအသုံးပြုပြီးတော့ဒေါ်လာတန်းနဲ့ချီပြီးတော့ရှာနိုင်တဲ့လူတွေအများကြီးပေါ်လာပြီကျွန်တော်ပြောချင်တာကနီးပညာဆိုတာခင့်နဲ့အမိပြောင်းလဲနေတာကျွန်တော်တို့ကနီးပညာနောက်ကိုတေချာမလိုက်လုံနိုင်ဘူးဆိုရင်ကျွန်တော်တို့ကြံခဲ့နိုင်တယ်တချို့လူတွေက သူတို့အမြင်မကျေတိုင်းမှာကျွန်တော်တို့ကိုသူတို့နဲ့အတူပေါအောင်ဆွဲထားလေးရှိတယ်။သူတို့လိုပဲနေစေခြင်းတဲ့သူတွေရှိတယ်။သူတို့လိုပဲဖြစ်စေခြင်းတဲ့သူသူတို့ခြောက်ခဲ့တဲ့လမ်းအတိုင်းပဲရှောက်စေခြင်းတဲ့သူတွေရှိတယ်။ကျွန်တော်တို့လောက်ရမှာကလက်ရှိဖြစ်ပေါ်လာနေတဲ့နိပညာတွေကိုကိုယ်တိုင်စမ်းတက်အတုံးပြုပြီးတော့ကောင်းတဲ့ဆိုးတဲ့ဆိုတာကကိုယ်တိုင်ဆုံးဖြတ်ရမယ့်အလုပ်တစ်ခုဖြစ်တယ်။အခုကျွန်တော်တို့ခစ်ပြောင်းတဲ့အနေနဲ့ AI ပေါ်လာတယ်။2020နောက်ပိုင်းမှာကျွန်တော်တို့လက်ထဲမှာ AI ကိုအလွယ်တကူတုံးပြုလို့ရလာတယ်။ AI ပေါ်လာတော့ကြာလာပြီဒါပေမဲ့ကျွန်တော်တို့အလွယ်တကူအသုံးပြုလို့ရလာတာကနှစ်နှစ်တုံနှစ်လောက်ပဲရှိနေတဲ့ဒီ2025အတွင်းမှာအကြီးမားဆုံးပြောင်းလဲလာတဲ့အထက်ကတခုဆိုရင် Vibe Coding ဆိုတဲ့ AI နည်းပညာတစ်ခုဖြစ်တဲ့ကျွန်တော်တို့လက်ထက်မှာတုံးနေတဲ့ ဖုန်းတွေထဲမှာ application တွေအများကြီးရှိတယ် software တွေအများကြီးရှိတယ်ဒါတွေကကျွန်တော်တို့တုံးလာတာဆယ်စုနှစ်တခုမကတော့ဘူးအဲ့တော့ဒီ application တွေကြောင့်ပဲတချို့လူတွေရဲ့ဘဝတွေကတိုးတက်ပြောင်းလဲသွားတာတွေအများကြီးရှိတယ်အဝေးရောက်နေတဲ့မိသားစုဝင်တွေရှင်ဒီ application တွေကြောင့်ပဲအလွယ်တကူဆက်သွယ်လာနိုင်တယ်အရင်တုန်းကတော့ကျွန်တော်တို့ဖုန်းထဲမှာတုံးနေတဲ့ application လိုမျိုး software လိုမျိုးကဖန်တီးဖို့ဆိုတာတော်တော်လေးကိုမလွယ်ကူတဲ့ကိစ္စငွေကြေးကဘတ်ဂျက်ကပညာရှင်တွေကအစုံရှိနေမှပဲကျွန်တော်တို့က application တစ်ခုကိုကောက်ကောက်ကလုပ်ပေးနိုင်တာဒီနေ့ခင်မှာတော့ vibe coding ဆိုတဲ့နည်းပညာကြောင့်ကျွန်တော်တို့ခေါင်းထဲမှာရှိတဲ့ idea တွေကိုကျွန်တော်တို့စာချောင်းလေးတွေခြာရေးလိုက်မယ်မြန်မာလိုလည်းရေးနိုင်တယ်အင်္ဂလိပ်လိုလည်းရေးနိုင်တယ်ဒါလေးတွေရေးပြီးတော့ကိုယ်တိုင်အသုံးပြုလို့ရတဲ့ application တစ်ခုအဆင့်အထိတောင်မှကျွန်တော်တို့ဖန်တီးလို့ရနိုင်ပြီဒီထဲမှာကျွန်တော်ပြထားတဲ့ application ဆိုရင်ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာဒီနှစ်လအတွင်းမှာကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ application တုံးခုရှိတယ်ဖြစ်နိုင်ရင်တော့အင်္ဂလိပ်လိုတေချာနားလည်နိုင်တယ်ဆိုရင်တော့ပိုကောင်းတယ်အဲ့တော့ application ဖန်တီးတဲ့ဆိုတာအရန်လွယ်ကူတယ်လို့ကျွန်တော်မပြောချင်ပေမဲ့ အရင်ခက်ခါလိုမျိုးအရန်ခက်ခက်ခခဲတော့မဟုတ်တော့ဘူးပြီးရင်ငွေကြေးအရန်မတက်နိုင်တဲ့လူတွေကလည်းပဲဒါ application တွေကိုဈေးတက်တက်တတာနဲ့ကျွန်တော်ပြောတာတော့ဒါအကုန်လုံးအခမဲ့ရမယ်လို့ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဈေးတက်တက်တတာနဲ့အရင်တော့ကဒေါ်လာ3000လောက်ကုန်ခဲ့တဲ့အခြေအနေမှာအခုခက်မှာဒေါ်လာ30ကနေဒေါ်လာ300လောက်အကုန်ခံယုံနဲ့ကျွန်တော် application တခုကိုကျွန်တော်ဖန်တီးလာနိုင်ပြီကျွန်တော်ကိုယ်တိုင်ဆိုရင်လည်းပဲဒီ application တွေဖန်တီးလာတာရှိတယ် ဒီမှာကြည့်လိုက်မယ်ဆိုရင် ကျွန်တော်ဒီမှာဒီ Medichat ဆိုတဲ့ AI ဖန်တီးထားတယ်ကျွန်တော်ဒါနာမည်ပြောင်းဖို့လည်းရှိတယ်ကျွန်တော်ကိုယ်တိုင်ကကျွန်တော်ကျွမ်းကျင်ခဲ့တာက ကျွန်တော်ရဲ့ domain ကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကျွမ်းကျင်မှုရှိတယ်ဒီမှာကျွန်တော်ပြထားတာဆိုရင်ဒါ General Medic Maternal Child ဆိုလိုတာကကျွန်တော်ကျန်းမာရေးနဲ့ဆိုင်တဲ့မေးခွန်းတွေကို DEI ကိုအလွယ်တကူကျွန်တော်မေးလို့ရတယ်ဒီ application နဲ့မှာကျွန်တော်ကဒီ AI နဲ့ချိန်ထားပြီးတော့ကျွန်တော်တိချင်တာတွေကိုကျွန်တော်အတန်ထွက်ပြီးတော့မေးလို့ရတယ်အဲ့တော့ကျွန်တော်အခုစမ်းပြကြည့်မယ်ဆိုရင် ကျွန်တော်ကဒီမှာ ချက်တစ်ခုဖြန့်လိုက်မယ်ကျွန်တော်တိချင်တာကနှလုံးရောဂါနဲ့ပတ်သက်ပြီးတော့နှလုံးတွေးကြောကျင်းနဲ့ပတ်သက်ပြီးတော့အခုနောက်ဆုံးပေါ်ဗာစေးတွေရှိလဲဆိုတာတိချင်တယ်အဲ့ဒါလေးကိုတစ်ချက်လောက်ပြောပြပါလားဒီ application ကိုကျွန်တော်ကိုယ်တိုင်ရေးထားတာဒီမှာဆိုရင် ကျွန်တော်ပုံတင်ပြီးတော့မေးလို့ရတယ်စာရိုက်ပြီးတော့မေးလို့ရတယ်အတန်နဲ့ခိုင်းစေပြီးတော့မေးလို့ရတယ် ကျွန်တော်မေးလိုက်တဲ့မေးခွန်းတွေကို AI ကနေပြီးတော့တွေ့ရ database တန်းနေရှာပြီးတော့ကျွန်တော်ဖြည့်ပေးမယ်အဲ့တော့ဒီမှာဆိုရင်ဘာတွေလဲဆိုတာကိုဒူတေချာပြောပြီးတယ်ဟုတ်ပြီအဲ့ဆိုရင် ChatGPT မှာတော့ဒါလုံးလို့မရအောင်လုပ်တာလုံးလို့ရတယ်တချို့ feature တွေလုံးလို့ရတယ်ဒါပေမဲ့အခုလက်ရှိအချိန်ထိ ChatGPT မှာမြန်မာလိုစကားပြောပြီးတော့အခုကျွန်တော်ကိုပြန်ပြီးတော့အဖြေရှာပြီးလို့မျိုးလုပ်ပေးနိုင်တာတော့မဟုတ်ဘူး ChatGPT မှာအခုအချိန်ထိမြန်မာစကားပြောပြီးတော့ပြန်ဖြေပေးနိုင်တယ်ဘူးနောက်ပြီးတော့ကျွန်တော်ကဒီ AI ကို design တေချာလုပ်ထားတယ် ChatGPT မှာဆိုရင်ရူရိုတာမန်အဖြစ်အတွက်အဆင်ပြေတယ်ဆိုပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့မေးခွန်းတချို့တွေအတွက်ခါကြတော့ ChatGPT ကဖြည့်ပေးဖို့ ready မဖြစ်သေးဘူး။ဒါပေမဲ့ကျွန်တော်က DAI ကိုကျွန်တော်ကျမ်းမာရေး data တွေနဲ့ train ထားတာ။ DAI ကပြန်ဖြည့်လာတဲ့အဖြစ်တွေကကျွန်တော်တို့ရဲ့ကျမ်းမာရေးနဲ့ဆိုင်တဲ့အဖြစ်တွေဖြစ်လိမ့်မယ်။ဒီမှာဆိုရင်ကျွန်တော်ကဒီကျမ်းမာရေးအချက်အလက်တွေကိုပြန်ပြီးတော့စစ်ဆေးဖို့အတွက် publicity ဆိုတဲ့ကောင်နဲ့ပြန်ပြီးတော့ counter check လုတ်ခိုင်းလို့ရတယ်ဒါ application ထဲမှာပဲတခါလေးတွေလွတ်ထားတာပြောချင်တာကကျွန်တော်ကဒီ application ကိုကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာလွယ်လားဆိုရင်အရန်ကြီးတော့မလွယ်ဘူးခက်လားဆိုရင်မဖြစ်နိုင်လောက်အောင်ခက်နေတဲ့အရာတော့လည်းမဟုတ်ဘူးကျွန်တော်လည်းဖန်တီးနိုင်တယ်ဆိုရင်မိတ်ဆွေလည်းဖန်တီးနိုင်တယ်တို့တော့နီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စလေးတွေတော့တေချာတိထားဖို့လိုအပ်တယ်ဒါက application တစ်ခုကျမ်းမာရင်းနဲ့ဆိုင်တာ နောက်တစ်ခုကကျတော့စီးပွားရေးလုပ်ငန်းတွေအတွက်ကျွန်တော်ဖန်တီးထားတာဒါကဘာလဲဆိုတော့ကျွန်တော် RAG system ကိုတုံးထားတာ RAG system ဆိုတာကကိုယ်လုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားရေးအချက်လက်တွေကိုကျွန်တော်တို့က DAI ကိုတွားပြီးတော့ train လိုက်တယ်နော် DAI ကိုတွားပြီးတော့ဒါ upload လုပ်လိုက်တယ်ကျွန်တော်တို့ရဲ့ PDF file တွေ text file တွေ document တွေကို DAI ကိုတွားပြီးတော့ train လိုက်တယ်ကျွန်တော်တို့လုပ်ငန်းရှင်တွေလုပ်ဖို့လိုတာကဒီနေရာမှာသူ့ရဲ့ data တွေကိုပို့လိုက်ရုံပဲပြီးတဲ့အခါကျရင်ကျွန်တော်တို့ကစာရေးခိုင်းလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ဒါ Facebook မှာ post တင်မလား ဒါမို့လဲကြော်ညာတွေရေးခိုင်းပါလားဒါမို့လဲဗီဒီယိုအတွက် script ရေးခိုင်းပါလားဒါမို့တခြား content တွေဖန်တီးခိုင်းပါလားဘာမှမခက်ဘူးပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင် voice recorder လေးနှိပ်လိုက်ပြီးတော့ကျွန်တော်မြန်မာလိုခိုင်းလို့ရတယ်ခုအချိန်ထိကျွန်တော်တွေ့တဲ့လောက်ကဒီလိုမျိုးမြန်မာလို voice typing ကတိတ်မတွေ့သေးဘူးပေါ့နော်အခုကျွန်တော်စမ်းပြကြည့်မယ် AI နဲ့ပတ်သက်ပြီးတော့ဘာလို့ဆိုလိုလာလဲဆိုတာတခြားလေးပြောပြပေးပါ okay ai နဲ့ပတ်သက်ပြီးတော့ဘာလို့ဆိုလိုလာလဲ okay ကျွန်တော်ရဲ့အတန်ဝါးပါတယ်အဲ့တော့ပြောပြပေးပါဘောနော် okay ပြီးတော့ပြပြပြပဲဒါလေးကိုကျွန်တော်တို့ edit လုပ်လိုက်လို့လွယ်တယ်ဘာမှမဖြစ်ဘူးအဲ့ဒါပြီးရင်ကျွန်တော်က january လုပ်လိုက်မယ်အဲ့တော့ january လုပ်လိုက်တဲ့ခါကျရင်ခုနကတော့ဒီကျွန်တော်ရဲ့ business data တွေကို upload လုပ်ထားတဲ့ဟာတွေကို तू ကတော့ရှာမယ်ပြီးရင် ai နဲ့ပေါင်းစပ်လိုက်ပြီးတော့ तू ကကျွန်တော်ကို content တွေပြန်ရေးပေးမယ် cya လုပ်ငန်းတွေအတွက်ဘယ်လောက်ထိမြန်သွားလဲဆိုရင် CY အချက်အလက်တွေလုပ်ငန်းအချက်အလက်တွေဒီ product တွေ service တွေအချက်အလက်တွေကိုဒီထဲမှာ upload လုပ်ထားလိုက်ပြီးတာလည်းတစ်ခါတည်းတွားပြီးတော့တမ်းမေးလိုက်ရုံပဲ ဒီ AI tools ကကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေကို AI အကြောင်းကိုဘာမှအရင်နားလဲစရာမလိုဘဲနဲ့ Facebook မှာ post တင်ဖို့အမြန်ရေးခိုင်းလို့ရတယ်။အကြောညာစာတွေအမြန်ရေးခိုင်းလို့ရတယ်။ဟုတ်ပါတယ်။နီးပညာနားလဲတဲ့သူတွေအတွက် ChatGPT တို့ Gemini တို့ကိုတုံးပြုပြီးတော့ကျွန်တော်တို့ AI နဲ့ data တွေ train ပြီးတော့ရေးခိုင်းလို့ရတယ်။ဒါပေမဲ့ဒီကျွန်တော်အခုဖန်တီးထားတဲ့ tools ကကြတော့အမြန်လုပ်ချင်တဲ့သူတွေအတွက်ကဘာမှလေ့လာစရာမလိုဘူး။ဒါလေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဖန်တီးလိုက်လို့ရတယ်။ ဒါကကျွန်တော်ကိုယ်တိုင်တည်ထွင်ထားတဲ့ tools တစ်ခုပါကျွန်တော်လောလောဆယ်မှာ public မှာတော့မဖြတ်နေဘူးကျွန်တော် developer တချို့ရဲ့အကူအညီတွေတို့ရဲ့ feedback တွေတောင်းပြီးတော့ကျွန်တော်ဈေးကွက်တွေကိုချပေးဖို့ရှိပါတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ကဒီ AI နဲ့ရေးလိုက်တဲ့ voice typing နဲ့ရေးလိုက်တဲ့လိုအပ်တာတွေကိုကျွန်တော် manually edit လုပ်လိုက်လို့ပြီးတော့ generative content လုပ်လိုက်တဲ့အခါကျရင်သူ့ဘက်ကနေပြီးတော့ဒီမှာဆိုရင်ကျွန်တော် social media မှာတင်ဖို့အတွက်စာလေးတွေသူရေးပေးတယ်အဲ့ဒါကိုကျွန်တော် copy လုပ်လိုက်ရတယ် download လုပ်လိုက်ရတယ်ဒါမှမဟုတ်ကျွန်တော်က ရေးထားတဲ့ဟာလေးတွေကို edit လုပ်လိုက်မယ်ဆိုရင်အဲသူကနေပြီးတော့ပြန်ပြီးတော့ edit လုပ်ပေးတယ်ပေါ့နော်အဲ့တော့ဒါကဘာမှမခက်ဘူးဒါစီးပွားရေးလုပ်ငန်းတွေအတွက်ဆိုရင်သူတို့ရဲ့လုပ်ငန်း data လေးတွေတင်လိုက်တယ်ပြီးရင် AI ကိုစာရေးခန့်လိုက်တယ်ဒါပဲ AI ကရေးလာတဲ့အချက်လက်တွေကအင်တာနက်ကနေပြီးတော့တခြားအချက်လက်တွေကိုရှောက်ပြီးတော့ရေးနေမှာမဟုတ်ဘဲနဲ့ဒီလုပ်ငန်းရဲ့အချက်လက်တွေကိုပဲမူတည်ပြီးတော့ရေးပေးတော့မှာဖြစ်တယ်အရင်တော့ရေးထားတဲ့အားတွေကိုလည်းဒီ library မှာတွားပြီးတော့ပြန်ရှာလို့ရတယ်အာတခုတော့ပြောထားမယ်ဒါကဒါကွန်ပျူတာမှာ တခါတည်းဖွင့်ပြတာပေါ့နော်ဖုန်းထဲမှာဆိုရင်တော့ပို့ပြီးတော့ mobile responsive ဖြစ်တဲ့ mobile optimize လုပ်ထားတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့ဒုတိယမြောင် application နောက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့ကျွန်တော် LMS application ပေါ့နော်အဲ့တော့ဒါဆိုရင်လည်းဒါကျွန်တော်ကိုယ်တိုင်ပဲရေးထားတာဒီရာကိုရေးတာကအရန်ကြီးလွယ်လို့ကျွန်တော်မဆိုလို့ချင်ဘူးဒါပေမဲ့မဖြစ်နိုင်လောက်အောင်ခက်ခဲလားဆိုတော့လည်းမဟုတ်ဘူးအဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ data တွေပြမယ်ပြီးရင်ဒီ data တွေကလည်းလုံးဝ real time ဖြစ်မယ်ကျွန်တော်အခုတလောမှာ ဒီတဲကိုဝင်ကြည့်နေတာမဟုတ်ဘောเนาะအဲ့ဒါပြီးတော့ကျွန်တော်တို့ဒီ course တွေကိုလည်းတွားပြီးတော့လေ့လာရမယ် Facebook လိုမျိုး community ကိုလည်းတွားပြီးတော့ join လို့ရမယ် course တွေဆိုရင်လည်းပဲကျွန်တော် sample အနေနဲ့ဖန်တီးထားတာဆိုရင် video course တွေရှိမယ်အဲ့ဒီ video course တွေဆိုရင်လည်းပဲ video တင်ထားတဲ့အဲ့ဒီအောက်မှာ video နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေပြောထားတဲ့ပြီးရင်ဒီဒီအောက်မှာဆိုရင်လည်းကျွန်တော်တို့ file တွေ upload လုပ်ထားလို့ရတယ်ပြီးရင် comment မှန်းလို့ရတယ်ဆရာတွေကိုမတိတာရှင်းပေးလို့ရမယ်ပြီးရင်ဒါနဲ့ပတ်သက်ပြီးတော့ quiz တွေလုပ်ထားလို့ရတယ်အဲဒီမှာဆိုရင်ကျွန်တော် comment မှတ်ထားတာကြီးပေါ့နော် โอเค comment မှတ်ထားလို့ရတယ်ပြီးရင် quiz တွေလည်းပဲကျွန်တော်တို့ဖြည့်လို့ဖြည့်ခိုင်းလို့ရတယ်ဒါကကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာအဲ့တော့အရန်ခက်လားဆိုတော့အရန်တော့မခက်ဘူးမဖြစ်နိုင်လောက်အောင်ခက်ခဲ့တာတော့မဟုတ်ဘူးဒါပေမဲ့စိတ်ရှိလက်ရှိနေတော့လုပ်ရတယ်ပေါ့နော်နောက်တစ်ခုက community community ဆိုရင်လည်းဒါ Facebook ပုံစံမျိုးကျွန်တော်ဖန်တီးထားတယ်ဒီဒီမဆိုရင်လည်းကျွန်တော်တို့က post တင်လို့ရတယ်စာရေးတင်လို့ရတယ်ပုံတွေတင်လို့ရတယ်ကျွန်တော် Facebook group ထဲမှာလို့ပဲဆွေးနွေးလို့ရတယ်အဲ့တော့ဒီ message ဆိုရင်လည်းပဲတင်တန်းဆရာစီကိုတွားပြီးတော့ကိုမတိတာမရှင်းတာတွေကိုတွားမိလို့ရတယ်ပေါ့နော် တော့ Sunday ထဲမှာဆိုရင်ကျွန်တော်တို့ account နဲ့ပတ်သက်ပြီးတော့ detail တွေကျွန်တော်ဖန်တီးထားပေးတယ်ပေါ့နော်အဲ့တော့ဒီ application တော့ခုကအရင်လွယ်တာတော့မဟုတ်ဘူးဒါပေမဲ့မဖြစ်နိုင်လောက်ခက်ခဲတာလည်းမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာကျွန်တော်အခုပြခဲ့တဲ့ application တွေကဘာတွေပါလဲဆိုရင်သူ့ရဲ့ front end ဆိုတဲ့ကျွန်တော်တို့မြင်နေရတဲ့အပိုင်းတွေပါမယ် back end ဆိုတဲ့ကျွန်တော်တို့နောက်ွယ်မှာ processing လုပ်နေတဲ့ run နေတဲ့အပိုင်းတွေပါမယ် database ပါမယ်ဒီ database က user တွေရဲ့အချက်လက်တွေ application ကိုအသုံးပြုနေတဲ့သူတွေရဲ့အချက်လက်တွေကို end to end data encryption ဒီပညာနဲ့တင်စီထားတာရှိမယ်ဒါ database ရှိမယ် နောက်ပြီးတော့ဒီ application တွေကဒါ industry standard security ကောင်းမယ်ပြီးရင် user authentication တွေလည်းပါပြီးသားဖြစ်တယ် Google နဲ့ login ဝင်လို့ရတဲ့အတွက်ကြောင့်မလို့ security ဘိုင်းမှာလည်းစိတ်ချရတယ်ဒီအခုကျွန်တော်ဖန်တီးထားတဲ့ application တွေက Vibe Coding နည်းပညာနဲ့ဖန်တီးထားတာအဲ့တော့တချို့တွေကတော့ပြောကြလိမ့်မယ်ဒီ application ကိုရင်းနေရင်းနဲ့တဖြည်းဖြည်းနဲ့ဒါရှုပ်ထွေးလာလိမ့်မယ်ဟိုတစ်ခုကိုခိုင်းလိုက်တာနဲ့တစ်ခုပြီးတစ်ခုတိုင်ပတ်လာတာမျိုးတွေ application ရှောက်ပြီးတော့ error တက်လာတာမျိုးတွေရှိတယ်ရှိပါတယ်အမှန်တကယ်လည်းရှိပါတယ်ဒါပေမဲ့ ကျွန်တော်တို့ prompt engineering ဆိုတဲ့နည်းပညာကိုပါပို့ပြီးတော့နားလည်လာတဲ့အခါကျရင်တော့ကျွန်တော်တို့ဒီ application ရေးတာတွေကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကောင်းလာပါလိမ့်မယ်။အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဒီလက်ရှိမှာဒီ application တုံးခုကိုလုပ်နေတဲ့အာ user တွေကိုကျွန်တော် beta test အနေနဲ့ run ထားတာရှိတယ်။ဒါ user တွေဘက်ကနေပြီးတော့ကျွန်တော် application တွေကိုလာ join နေသူတို့ကိုယ်တိုင်တုံးနေကျွန်တော်ဘက်ကနေပြီးတော့သူတို့ရဲ့ activity တွေကိုပြန်ပြီးတော့ monitoring လုပ်လို့ရတာရှိတယ်။ အကယ်၍ကိုယ့်ရဲ့ application ကကျွန်တော်ပြထားတာတွေထပ်ပို့ပြီးတော့ရှုပ်ထွေးလာတယ်ကျွန်တော် enterprise level လောက်အထိလုပ်ချင်နေဆိုရင်တော့ senior developer တွေလိုအပ်လာပါလိမ့်မယ်အဲ့တော့မိတ်ဆွေအနေနဲ့ vibecoding ဆိုတာဘာလဲဆိုတာတရားတည်ချင်နေဆိုရင် live ပြီးတော့လေ့လာလိုက်ပါကျွန်တော်ကိုယ်တိုင်လည်းပဲဒီ channel မှာ vibecoding နဲ့ပတ်သက်ပြီးတော့တချို့ video တွေတင်ထားပြတာရှိပါတယ်ကျွန်တော်ဆက်ပြီးတော့လည်း vibecoding နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့တွေးရှိချက်တွေပုံမှန်မူတည်ပြီးတော့ တင်နာပြဖို့ရှိပါတယ်အခုလောလောဆယ်မှာ Vibe တွေကဒီလောက် level ထိရောက်နေတယ်ဆိုတော့နောက်6လတစ်နှစ်လောက်ခါကျရင်ဒီထက်ပိုပြီးတော့မြင့်လာဖို့ပဲရှိတယ်ဒီထက်ကြာသွားဖို့တော့မရှိပါဘူးမိတ်ဆွေအနေနဲ့လေ့လာရကြိုးနက်လိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်မဲဆွေရဲ့စီဝါရေးလုပ်ငန်းအတွက် AI ကိုတခြားလေးအသုံးပြုတတ်ချင်တယ်ဆိုရင်တော့ကျွန်တော်မကြာခင်မှာ AI for business ဆိုပြီးတော့ free webinar လေးတစ်ခုလုပ်ပေးဖို့ရှိပါတယ်။ခင်မဲဆွေအနေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော် comment မှာ description မှာ ဒီတရားကို join ဖို့အတွက် Telegram link လေးချပေးထားပါမယ်အဲ့ဒီမှာတွားပြီးတော့မိတ်ဆွေရဲ့နာမည်နဲ့မိတ်ဆွေရဲ့လုပ်ငန်းအကြောင်းကိုအချင်းချုပ်လောက်လေးပြောလိုက်ရုံနဲ့ကျွန်တော်ဘက်ကနေပြီးတော့ဆက်တွေ့ပေးဖို့ဟိုစာပြန်ပို့ပေးပါလိမ့်မယ် AI ကိုမိတ်ဆွေရဲ့စီးပွားရေးလုပ်ငန်းအတွက်အသုံးချတတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ချလာပြီးတဲ့ link ကနေတစင် webinar ကို join နိုင်ပါတယ်မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ CY လုပ်ငန်းမှာတုံးဖို့အတွက် customize လုပ်ထားတဲ့ application တစ်ခုတီးတန့်ဖန်တီးခြင်းနဲ့လိုချင်တယ်ဆိုရင်လည်းပဲကျွန်တော်ကိုလာပြီးတော့တိုင်ပင်နိုင်ပါတယ် ဆွေးနွေးနိုင်ပါတယ်။ဗီဒီယိုဒီဒီကြည့်ပြီးတော့ကြောက်မလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့နည်းပညာနဲ့ပတ်သက်ပြီးတော့နောက်ဆုံးကျွန်တော်လေ့လာတွေ့ရှိထားတာတွေကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးမှာကျွန်တော်ကိုယ်တိုင်ကဆရာကြီးမဟုတ်ပါဘူး။ programmer လည်းမဟုတ်ပါဘူး။ coding အကြောင်းလည်းအရင်ကြီးနားလည်တဲ့လူတွေမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လေ့လာတွေ့ရှိထားတဲ့ AI နဲ့ပတ်သက်တဲ့နည်းပညာတွေကိုကျွန်တော်မျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားပေးပါ။အစအစအရေးရာအဆင်ပြေပေးခင်ပါစေ။လုပ်ငန်းတွေလည်းအဆင်ပြေအောင်မြင်ပါစေ။ကျေးဇူးတင်ပါတယ်။